British United College ကသူရဲ့ collaboration သိကောင်းတာ UK နဲ့ collaborate လုပ်ထားတဲ့အခါကျတော့ကလေးတွေကသူတို့မှာ option တွေအများကြီးရှိတယ်။ဒီထဲမှာပဲသူတို့ degree ပြီးအောင်တက်မှာလား MBA ပြီးအောင်တက်မှာလားဒါမှမဟုတ်လို့ရှိရင် overseas မှာ further study သွားမှာလားဆိုတော့ဒါတွေအကုန်လုံး option တွေအများကြီးပေးထားပြီးတော့တကယ် strong reputation ရှိတဲ့အကြောင်းအကြောင်းဖြစ်တယ်နော် UC ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းက UC က reputation ကောင်းတယ်ဆိုတော့ပြီးတော့ academic ကို focus only လုပ်တယ်အဲ့အဲ့အကြောင်းကိုကြိုက်တယ်ပေါ့နော် အချိန်ရလဲတူရဲပေါ့နော်တခြားအင်ထိတ်တွေထပ်ဆိုင်ပေါ့နော်အဲ့လိုလေးအကြောင်းရွေးချယ်ဖြစ်သွားပါရှင်ဟုတ် This is the best ဒီ college ကြီးကကြတော့ကျွန်တော်တို့အကျောင်းသားကျောင်းသူတွေအတွက်အဓိကဒီပညာရေးမှာဆိုလို့ရှင်အဆင်မြင့်တဲ့ဒီကျောင်းတစ်ကျောင်းလို့ကျွန်တော်တို့အနေနဲ့ဟိုဂုဏ်ယူရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့လည်းကျွန်တော်တို့ဒီပွဲမှာဒီပွဲခန်းက၄နှစ်သက်တိုက်အတက်ရောက်ပြီးတော့ပေါ့နော်ကိုကိုတိုင် MC ပြုလုပ်ခွင့်ရတဲ့အတွက်အာကျောင်းသားကျောင်းသူတွေနဲ့လည်းရင်းနှီးခွင့်ရတယ်သူတို့ရဲ့ဒီပညာရေးမှာဘယ်လောက်ထိတောင်မှအစွမ်းကုန်ကြိုးပမ်းထားလဲဆိုတာကျွန်တော်တို့အနေနဲ့မြင်တွေ့ရတာဖြစ်ပါတယ်ဒီ BUC မှာ MC နဲ့ညီမလေးနဲ့တွေ့ပြီးတော့လုပ်ပေးနေရတော့ သုံးနှစ်ပြည့်သွားပြီပေါ့နော်ဒီ British United College ကသူကဒီ Singapore ကနေပြီးတော့ base တော့ပြီးတော့ဒါတခြားနိုင်ငံတွေမှာလည်းရှိတယ်မြန်မာပြည်တွေမဟုတ်ဘူးမြန်မာပြည်မှာလည်းရှိတယ်ဗီယက်နမ်မှာရှိတယ်နောက်တစ်ခြား Uzbekistan မှာရှိတယ်စတဲ့နိုင်ငံတွေမှာရှိပြီးတော့ဒါမြန်မာပြည်မှာចောင်းသားပေါင်း2000ကျော်လောက်ကို မွေးထုတ်ပေးထားတဲ့ကျောင်းကလေးတွေကကို MBA ကနေစပြီးတော့ foundation college ပေါ့နော်အဲ foundation program တွေကို IT နဲ့ပတ်သက်တာတွေ business နဲ့ပတ်သက်တာတွေဆိုတော့အဲ့အရာတွေအကုန်လုံးလေ့လာခွင့်ရတယ်။သွားကြည့်ပြီးတဲ့ကာလမှာကလေးတွေကိုပြည်တွင်းမှာပဲပြည်တွင်းဆိုတာပြည်တွင်းတစ်ခုလည်းမဟုတ်ဘူး UK base နဲ့ Singapore နဲ့ collab လုပ်စားတဲ့ကျောင်းဆိုတော့ Singapore TMC ရှိတယ်အဲ့ TMC TMC group ကနေပြီးတော့ဒီဘက်မှာ DBUC နဲ့ချိတ်ထားတယ်ဒါပေမဲ့နောက်တဲ့သူရဲ့ collaboration တိတ်ကောင်းတာက UK နဲ့ collaborate လုပ်ထားတဲ့ခါကျတော့ကလေးတွေကသူတို့မှာ option တွေအများကြီးရှိတယ်။ဒီထဲမှာပဲသူတို့ degree ပြီးအောင်တက်မှာလား။ MBA ပြီးအောင်တက်မှာလား။ဒါမှမဟုတ်လို့ရှင် overseas မှာ further study တွားမှာလား။ဆိုတော့ဒါတွေအကုန်လုံး option တွေအများကြီးပေးထားပြီးတော့တကယ် strong reputation ရှိတဲ့အကြောင်းအကြောင်းဖြစ်တယ်နော်။ကျွန်တော်ဒီ BUC ကိုတော့2019တည်းကစပြီးတင်ပါတယ်။အာသူသမီးတော့ MBA ပေါ့နော် MBA class ရင်းနဲ့စတယ်။ နောက်ပိုင်းမှာကျွန်တော်တို့ BBA ရောနော် Higher Diploma ရောဒါတွေစင်ပါတယ်ဒီမှာတော့ဒီ MBA ပေါ့လေ Master of Public Administration တခါ BABM ဆိုတာရှိပါတယ် IT ဘွဲ့တွေလည်းပါပါတယ်နောက်တခါ Higher Diploma ပေါ့နော်နောက်တခါ Foundation အထိရှိပါတယ်ပေါ့နော်တော်တော်များများဒါစုံစုံလင်လင်တွေ့ရတဲ့နေပါပဲ ့ BUC ရဲ့ stand out ကတော့သူကအဓိကတော့ကျွန်တော် University of Sutherland နဲ့ချိတ်ထားတယ်ပေါ့လေနော်ဒီမှာ MBA ရိုက်တက်ပြီးဟိုမှာ6လ program ကိုတွားပြီးတော့ thesis ချိန်ပိုင်းလုပ်လို့ရတယ်ဆိုတော့ UK နဲ့တရိုက်ချိတ်ထားတော့အဲ့ခွင့်လန်းတွေတော့ကောင်းပါတယ် Can I say how delighted I am to have traveled here from the United Kingdom to be with you all on this very special day ကျွန်တော် background ကကျွန်တော်အမေရိကမှာ16နှစ်လောက်ကျွန်တော်ဒီပညာရေးပိုင်းမှာကျွန်တော်လုပ်ခဲ့တာဆိုတော့အထူးသဖြင့်တော့ကျွန်တော်ပွဲတွေရခဲ့တယ်ဆိုတော့ကျွန်တော်အမေရိကန်ပညာရေးပုံစံပေါ့လေအထူးသဖြင့်တော့ဒီ classroom discussion တွေ case study တွေအဲ့ဒါတွေအာကိုတယ် theory တွေမကောက်ဘူးပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒီ classroom ဆွေးနွေးပွဲတွေရာနေစဉ်တို့ပုံမြင်လာတာရှိတယ်ဆိုတော့ MBA ဆိုလဲဒါဒီမှာရှိတဲ့တချို့ company တွေမှာလုပ်နေကြတဲ့လူတွေပါတယ်ဆိုတော့ တို့တွေ့ကြုံနေနေကျွန်တော်တို့တွေ့ကြုံနေနေဖလှယ်ပြီးတော့ဒီတက်ပိုကောင်းတဲ့ပေါ့လေနော် innovative ဖြစ်တဲ့ creative ဖြစ်တဲ့ solution တွေကျွန်တော်ရှာကြရတယ်ပေါ့အဲ့ဒါတွေကလည်းတို့ thesis တွေเนาะကျွန်တော် assignment တွေရေးတဲ့ခါမှာလည်းအများကြီးသွားပြီးထောက်ကူပြုပါတယ်ပြီးပြီးဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့တချို့ចောင်းသားလေးဆိုလို့ရှိရင်ကျွန်တော်တို့ foundation ကနေစပြီးတော့ကျွန်တော်တို့ ਨੇ သင်ခဲ့ရတာပေါ့เนาะအသက်16နှစ်လောက်ကနေစတင်ခဲ့ရတဲ့ចောင်းသားလေးရှိတယ်အဲ့အဲ့မှာတချို့ចောင်းသားလေးဆိုလို့ရှိရင်အဲ့16နှစ်ကနေ foundation သင်ခဲ့ပြီးတော့အခုချိန်မှာ master ထိပါဘွဲ့ယူနေရမြင်တော့ဆရာတယောက်အနေနဲ့တော့သူ့ရဲ့ဒီ education မှာအဆင်စင်တက်လာတာကိုမြင်ရတဲ့အတွက်တကယ်1 level ဝတ်တာပါတယ်အကုန်လုံးကို Right, eh? Your friends your mentor especially your parents please turn around and wave you know, and identify your parents please turn around ကျေးဇူးပြုပြီးတော့မိဘတွေဘက်ကို check လေးကြည့်ပေးပါဒီနေ့ your parents ခန္ဓာကိုရောက်ရှိဖို့အတွက်မိဘတွေရဲ့အကူအညီပါမဟုတ်ဘူးလေဆွေမျိုးတွေရဲ့ပါမဟုတ်ဘူးလေငယ်ချင်းတွေရဲ့ပါမဟုတ်ဘူးလေအများကြီးပါတယ်။တက်ကလေးတူတူပြပြီးတော့မိဘတွေအတွက်လက်ထောက်တန်နေတဲ့ဆွေမျိုးတွေရအောင်။ ညီမရေမွဲပွဲကတော့ career development and business ပွဲကိုယူมาဖြစ်ပါတယ်။အာရင်တော့ဒီစက်အစီမှာ IGP ရောညီမမမအရင်နဲ့သူအဲ့လိုအကြောင်းအလုပ်ပြီး seminar ပွဲတွေတက်ပြီးတော့အဲ့လို BUC ကိုရွေးဖြစ်သွားပါဘောเนาะ။နောက်ပြီးတော့ BUC မှာသင်ရမယ့်အချိန်ကခဏပဲဆိုတော့6လ foundation က6လနဲ့ diploma တစ်နှစ်ပဲဆိုတော့မမတို့နဲ့သူစဉ်းစားပြီးတော့ရွေးချက်ပြပါပါမှာ။ဟုတ် ငွားတော့ UK မှာပေါ့နော် Bachelor ဒီ Digital Marketing ဘက်ကိုပေါ့ apply လုပ်တာပါတယ်မှာဟုတ်အဲ PC မှာသင်ပြရလဲအရင်ကောက်မှာရဲ့အမားရရပါဟိုမျိုးဒီ future အတွက်ကိုပြောဖို့အရင်စိတ်ရှိပါတယ်မှာဟုတ်အဘ UC ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကတော့ကျွန်တော်ပထမအဆုံးကတော့ဒီအကြောင်းမှာကျွန်တော်ရဲ့ကျွန်တော် International School တက်ခဲ့တဲ့ MLA ကတကယ်ချင်းရှင်နေရှိတယ် အဲသူတို့ကအင်္ဂလန်မသွားခင်မှာကျွန်တော်တို့ဒီကြောင်းကအင်္ဂလန်သွားသွားဖို့အတွက်ဂျိတ်တခုပေါ့နော်တကယ်လို့အင်္ဂလန်မသွားဖြစ်ဘူးဆိုလို့ရှိရင်လည်းဒီမှာပဲတက်လို့ရတယ်ဆိုတဲ့ခါကျတော့အမှလာပြီးတက်ဖြစ်တာပါအဲဒီကြောင်းကိုရွေးချယ်ပေးခဲ့တဲ့ကျွန်တော်အင်္ဂလန်လူတွေကျွန်တော်ကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်တော်တကယ်ချင်းတွေနှွေးထွေးဆက်ဆံပေးခဲ့လူတွေသတန်းနဲ့ဆက်ဆံပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ဆရာဆရာမတွေတင် जा မှုကဒီမှာ foreigner တွေလည်းရှိရဲပြီးတော့မြန်မာဆရာမတွေလည်းရှိရဲပြီးတော့ဒီမှာကျွန်တော်တို့သင်ပေးနေတဲ့ဆရာဆရာမတွေအများစုကတက်ကတူမှာပေါမောက်ခါရီလीပေါမောက်ခါရီဆိုတော့ဒီကျောင်းက တီတီချာကို selection နဲ့ယူရပါပြီဆိုတော့ခါကျတော့ကျွန်တော်တို့ကဒီပညာတွေမဟုတ်ပါဘူးဘူးတူတာတွေလည်းရပါတယ် live lesson တွေပေါ့နော်တို့ရဲ့ live experience တွေတော့အများကြီးရပါတယ် congratulations ါညီမ BOC ကျောင်းပြည့်တဲ့အချိန်မှာလက်ရှိတော့ ICSC O level ICT teacher အနေနဲ့ဆက်လုပ်လုပ်နေပါတယ်ရှင်။အာ BOC မှာတော့ညီမနောက်ဆုံး bachelor ကိုတော့ University of Sunderland က Computer Science ကိုပဲယူခဲ့ဖြစ်ပါတယ်ရှင်။ဟုတ်အဓိကတော့အနှစ်အတူတူလေးနဲ့ပေါ့နော်။နှစ်တူတူလေးနဲ့လည်းမမြန်ဆန်ဆန်ပြီးကျင်တဲ့ဈေးသသသနဲ့လည်းနိုင်ငံခြားလည်းမထွက်ချင်ဘူးဒီမှာပဲတက်ချင်တဲ့ဟိုခလေးတွေအထူးသဖြင့်ပေါ့နော်။ဆိုတော့ဒီမှာဆိုရင်တော့ BOC မှာအဆင်ပြေပါတယ်လို့ပြောချင်ပါတယ်ရှင်။ BOC is the best ဲ့အကြောင်း view စီက reputation ကောင်းတယ်ဆိုတော့ပြီးတော့ academic ကို focus only လုပ်တယ်အဲ့အဲ့အကြောင်းကြိုက်တယ်ပေါ့နော် အချိန်ရလဲတိုးရဲပေါ့နော်တခြားအင်းထိတ်တွေထပ်ဆိုင်ပေါ့နော်အဲ့လိုလေးအကြောင်းရွေးချယ်ဖြစ်သွားပါရှင်ဟုတ်အခုပေါ့နော် great tour ပြီးထားတဲ့မောင်လေးညီမလေးတွေဒါမှမဟုတ်ပေါ့နော်ဒီအာဘယ်လိုပြောရမလဲတက်တူတက်နေနေပေါ့နော်ဒပိုင်းတစားဖြစ်နေတဲ့အကိုကိုရေးအမရေးရှိလို့ရှင်လဲပေါ့နော် BUC ကို recommend ပေးပါတယ်ဘာလို့ဆိုတော့တကယ်လို့ကိုကဗာတက်ရမယ်မသိသေးဘူးဆိုလို့ရှင် BUC မှာ counseling အခမဲ့ပေါ့နော်သွားလို့သွားပြီးတော့လှုပ်ဆောင်နိုင်တယ်ဟိုကိုကဘေးဖက်သွေးသွားအောင်လဲဆိုတာမသိရဲ့ဟာတွေကိုလဲသွားပြီးတော့အခမဲ့တိုင်မင်လို့ရပါတယ်အဲအကြောင်းမို့ဘာမှမသိဘူးဘာမှ ဘာတက်မလဲမသိဘူးဆိုရင်တော့ BUC ရဲ့ဒီပေါ့နော်ဒီ student service မှာ counseling free တောက်လိုက်ပါလို့ recommend ပေးချင်ပါရဲ့ရှင့်ဟုတ်အားလုံး congratulation ပါတကယ်လည်းဝမ်းသာပါတယ်ခင်ဗျားတို့ဘယ်လောက်เนาะစူးစမ်းခဲ့ရလဲကျွန်တော်သိပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းเนาะတက်နိုင်တဲ့လောက် support တွေလုပ်ခဲ့ရတယ်မိဘတွေ support လည်းပါတာပေါ့လေအဲ့တော့ဆက်ပြီး landing လုပ်ကြပါเนาะ landing ကတော့အဆုံးမရှိပါဘူးဆက်ပြီးတော့အောင်မြင်ကြပါစေလို့ကျွန်တော် ဆွတောင်းလိုက်ပါတယ်အခုဆိုလို့ရှိရင်ဒါအနာဂတ်ចောင်းသားចောင်းသူပေါ့เนาะဘွေရចောင်းသားចောင်းသူတွေအနေနဲ့ဒီထက်ပိုပြီးတော့အခိုင်မာတဲ့အခွင့်အလမ်းနေတဲ့တူတူကိုယ့်ရဲ့ဘဝတိုးတက်မှုတွေပြီးတော့နိုင်ငံအတွက်တိုးတက်မှုတွေကိုပြုလုပ်နိုင်ပါစေလို့ကျွန်တော်တို့အနေနဲ့ BOC ကိုစားဆွတောင်းပေးလိုက်ပါတယ်ရှင်